မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့မကျွတ်လွတ်သေးတဲ့ပေတနိုးဘီယင်မှပန်ထွာရဲ့အမုန်းကျိန်စာအကြောင်းဖြစ်ပါတယ်ဦးဝင်းစောဦးရေးသားတင်ပြထားတဲ့အကြောင်းအရာများနဲ့ထပ်မံဖြည့်ဆွတ်တင်ပြချက်များပါဝင်ပါတယ်ဦးဝင်းစောဦးမှာတမိတယောက်ကို ရှင်းပြတဲ့ပုံစံနဲ့ရေးသားတင်ပြထားပြီးတူတူနဲ့လူရင်းကိုခြုံငုံမိအောင်ချိတ်ဆက်တင်ပြထားတာကို တွေ့ရပါတယ် ငါလာမသည်ငါလာမကြီးရဲ့လားဖေပေစိတ်ဝင်စားစရာကောင်းသလိုပေပင်လေးတွေကလည်းနှစ်ရာထောင်ချီနေတာတောင်သုံးလေးပေက မတက်ဘူးနော်သူ့နဲ့နန်းမှာဘာလို့ဘလူးမကြီးနဲ့တွဲထားရတာလဲဖေပေကြည့်ရတာတမျိုးကြီးပဲဘေတနိုးမျိုးဟောင်းနဲ့ဝင်သွားချိန်ကစလို့တိတ်ဆိတ်ခြောက်ခြားစွာနဲ့နေရာတစ်ခုချင်းစီကိုစိတ်ဝင်စားစွာ ကြည့်နေပေမဲ့စိတ်အစဉ်ကတော့ဟိုးနှစ်ပေါင်း2000ခန့်ကစီကားခဲ့တဲ့ဘေတနိုးမျိုးကြီးရဲ့ တရေခိတရာဆိုတဲ့ဒုတပောင်တို့ရဲ့ပြည်မျိုးကြီးရဲ့အင်မတန်ချုံမောလပတဲ့ဆိုတဲ့ပန်ထွာဘရင်မရဲ့ငငယ်ကအရန်သဘောကျခဲ့တဲ့အတုလစီတော်ကြီးနဲ့စီတီးရင်ရေးကြီးတဲ့ရံပယ်ချောင်းရဲ့ယဟန်တုတွေက ဖြစ်စည်းခဲ့လို့ဖြစ်စည်းသွားတဲ့အတုလစီအပေါက်ကြီးရဲ့ယဟန်တုတွေပေါ်အခဲမကြေနိုင်ခဲ့ပဲမဟာမြိုင်တော်မှာခုချိန်ထိလက်စားချေနေတာရဲ့သူမလူပြန်ဖြစ်ပြီးဒုတပောင်ဘရင်ကိုသူ့လက်နဲ့တတ်နိုင်ခြင်းကြမှာ ေပင်ရွေရှင်တန်ကြီးထွားနိုင်အောင်ငါလာမသည်ငါလာမကြီးလို့ချိန်စာတိုက်ခဲ့တာဆိုရင် ခုချိန်ထိမချွတ်လွတ်နိုင်သေးဘူးဆိုတာရဲ့အတွေးတွေဖြန့်ကျက်နေစင်မှာပဲတမီလေးမေခွန်းကြောင့်အတွေးတွေရက်သွားပါတယ်တမီရဲ့ပန်ထွာအေကရီဘီယင်မရဲ့အမေဟာဘလူးမကြီးလေးဆန္ဒမူခိဆိုတဲ့ဘလူးမကြီးပေါ်အဲ့ဒါကြောင့်သူ့နတ်နန်းမှာအတူရှင်တွဲလို့ပူဇော်ပေးထားတာပါဟင်းဒါဆိုသူ့ရဲ့ဖေဖေကရောဘယ်သူလဲဟင်း အင်းခပ်ပြီးတောင်တွင်းကြီးမျိုးနဲ့ဆယ်မိုင်အကွာကတရလမ်းမကြီးပေးမှာမုတ်ဦးကြီးနဲ့ထင်ကြရပေတနိုးမျိုးဟောင်းကြီးရဲ့နန်းတော်ဟောင်းတွေရဲ့ရှိနေတာတော့အဲ့ဒီတီနန်ကဘေတနိုးဘရင်မပန်ထွာမင်းသမီးရဲ့မိခင်ဖခင်ရာဇဝင်တွေကမတိနိုင်ကြပဲအပြော်သဘောလာကြည့်ပြီးပြန်သွားတဲ့သူတွေဘလောက်များနေကြပြီလဲလို့စိတ်မကောင်းဖြစ်မိပါတယ်။သူဖေဖေကဆူလာသဘောဝလေးသမီးရဲ့မဟာသဘောဝ ဆူလာတဘောဝမျက်မမြင်ညီနောင်မင်းသားနှစ်ပါးဆိုရင်တမီတီလာဟာကြားမှုတယ်ဖေဖေအဲ့ဒါဆိုတည်တယ်တခါတခါမှာတမိုင်းတွေကအံ့ဩစရာကောင်းတယ်လို့သူတို့ရဲ့ပဋ္ဌာန်းဆက်တွေကလည်းအံ့ဩစရာကောင်းလို့နဲ့တမီရဲ့တမီမပြင်းရအောင် သူတို့ရဲ့ဆက်ဆက်မှုဘဝတမိုင်းလေးကို အတိုးချုပ်ရှင်းပြပေးမယ်အံ့ဩစရာတွေးဆမှုတွေပါတမီရဲ့ အချိန်ကာလကမြတ်စွာဘုရားရှင်ပြိဋိဘံဆံဝင်ပြီးသာသနာတက္ကရာ96ခုနှစ်မှာပေါ့တကောင်းဘရင်တိုးမဟာရာဇာနဲ့မိဖုရားကြီးကိန်းရီဒေဝီမှာတားတော်နှစ်ပါးထွန်းကားတယ်တားတော်နှစ်ပါးဟာငွေကလေးကမျက်စိမမြင်ဘူးဖခင်က တခြားတိုင်းပြည်တွေမသိခင်သက်စီအမိတ်ချတယ်မိခင်က မတည့်ရတော့ဖွက်ထားတယ်အသက်16နှစ်အရွယ်မှာ ဘရင်ကြီးတည်သွားတော့မိဖုရားကြီးကမနေတာတော့ပဲတားတော်နှစ်ပါးကို ဖောင်းပေါ်တင်ပြီးမတိုးထမင်းမတိုးဟင်းတွေနဲ့အတူရင်နာနာနဲ့ရေမာမျောစေခဲ့တယ်။လန်ခီးရေဆက်ကစစ်ပင်ကြီးကိုင်းနေတဲ့နေရာမှာဖောင်းနဲ့ညှိနေတော့ဘလူးမလေးကဖောင်းပေါ်တက်လိုက်လာတယ်။ထမင်းတွေခိုးစားတယ်၊မိတယ်၊တက်မယ်လို့တော့တောင်းပန်ပြီးမျက်စိကူပေးလိုက်တော့မင်းသားနှစ်ပါးမျက်စိပြောင်းမြင်သွားတယ်။ မင်းသားအငယ်စုဒတံဘဝနဲ့ဆန္ဒမှုခိဘီလူမလေးညားတယ်ပန်ထွားကိုမွေးတယ်ပေါ့စစ်ပင်ကြီးကိုင်းနေတဲ့နေရာဆိုတာစကိုင်းမျိုးဖြစ်လာမဲ့နေရာပါဆက်လက်မျိုးပါရင်တရေခစ်တရာယခုပြည်မျိုးရောက်တယ်မင်းကြီးတောင်ချီမှာဘူးပေါက်ချင်းချင်းနဲ့ရေခတ်နေတဲ့မပေတာကိုတွေ့တယ်သဘောကျတယ်ဘူးပေါက်ကိုတန်လျက်နဲ့ချက်ပေးတယ်ဗေဒါရီရင်ခုန်သွားလိုက်မယ် ဲ့ဒါနဲ့မဟာတန်ဘိုးဝါနဲ့မပေတာညားတယ်ဒုဒ္ဒပေါင်မင်းသားကိုမွေးတယ်ဒါကြောင့်ပန်ထွာမင်းသမီးနဲ့သူ့ကိုစစ်ခင်းသိမ့်ပိုက်ခဲ့တယ်သူအင်မတန်မုန်းတီးတဲ့ဒုဒ္ဒပေါင်ဘရင်ဆိုတာသူ့ကိုတဝမ်းခွဲပါတမီးရေမဟာတန်ဘိုးဝါရဲ့သားဒုဒ္ဒပေါင်နဲ့ဆူလာတန်ဘိုးဝါရဲ့တမီးပန်ထွာဆိုတာမောင်နှမတဝမ်းခွဲတွေပါကွယ်ဘေဒါရီမင်းသမီးကလည်းတစိမ့်မဟုတ်ပြန်ဘူးဘေဒါရီရဲ့မိမိကတမင်မလေးပေါ့ ရတေကြီးရဲ့မင်းကြီးတောင်ကကျောင်းတင်ကမ်းမှာအစာစားရင်းရတေကြီးရဲ့ကျင်းငယ်ရေးတောက်မိရာကတမင်မလေးမှာကိုဝင်ရှိပြီးဘေဒါရီကိုမွေးတာတမီးရဲ့ရတေကြီးကအထိတ်ထန်နဲ့လက်ညှိုးကနေလို့ထွက်စီပြီးမွေးစားခဲ့တာပါရတေကြီးရဲ့နာမည်ကခေပဒူပတဲ့တမီးရဲ့တကောင်းဘီရင်သရိုးမဟာရာဇာရဲ့ညီရင်းပါ တကောင်းဘီရဲ့အိမ်ရှိမင်းသားပါတကောင်းပြည်မှာတောင်းကျမ်းနေတဲ့ဝက်ကြီးကိုလိုက်လံနှိမ်နှင်းလိုက်ရင်းလိုက်ရင်းနဲ့ တရေခိတရာကို ရောက်ခဲ့တာပါဝက်ကြီးကိုနှိမ်နှင်းနိုင်ပေမဲ့တတိတံဝေကရပြီးတကောင်းပြီမပြန်တော့ပဲမင်းကြီးတောင်မှာရက်သေးဝတ်နေတာပါလော့ကီဆန်လောက်တော်ရနေတဲ့ထူးခြားတဲ့ရက်သေးကြီးတပါဖြစ်နေချိန်မှာပေါ့ဗေဒါရီကမဟာတန်ဘဝတို့ကိုရက်သေးကြီးចောင်းတင်ငန်းကိုခေါ်လာပြီးဆွေမျိုးဆက်တော်သူအရင်တွေ ဖြစ်နေတာပေါ့ဒါကြောင့်ရက်သေးမျိုးဆိုပြီးမြို့တီပေးတယ်မဟာတန်ဘဝကဘရင် ဆူလာတံဘောဝါကအင်ရှီမင်းဘောတမီရဲ့ဒီလောက်ဆိုရင်သူတို့ရဲ့စိတ်ဝင်စားဖွယ်စုံစည်းမှုလေးတွေကိုမှတ်မိပြီနော်မဟာတံဘောဝါနဲ့ဘေဒါရီဟာလည်းမောင်နှမတဝမ်းကွဲပဲဆိုတာမှတ်ထားပါတမီရဲ့အဲ့ဒါကြောင့်ပြန်ကောက်ရရင်ဘလူးမရဲ့တမီဖြစ်လို့ပန်ထွာမင်းတမီဟာအရက်ရှည်တယ်အသားဖြူတယ်မျက်လုံးမျက်ဖန်အရမ်းလှတယ်တဲ့ ရှေးဟောင်းဌာနကဒီပီတနိုကကုန်းတွေကို1956ခုနှစ်လောက်ကတည်းကပြန်လည်တူးဖော်နေတာအခုဆိုကုန်းပေါင်း60လောက်တူးဖော်ပြီးခဲ့ပါပြီကမ္ဘာအမွေနှစ်စည်းရင်းလဲဝင်ခဲ့ပါပြီရှေးဟောင်းကုန်းတွေတူးဖော်ရင် မကျွတ်လွတ်သေးတဲ့ပန်ထွာဘီရင်မရဲ့ဝိညာဉ်ကိုတွေ့ဘူးကြောင်းဘီရင်မဟာဝိယုံဖြူကိုဝတ်ထားကြောင်းအရက်ကခွန်နာပေခန့်ရှိကြောင်းအသားက ဖြူဆက်ဆက်ဖြစ်ကြောင်းအရန်ချောကြောင်းမျက်လုံးပြူပြီးလှပကြောင်း ရုပ်ရည်ဟာတီလွန်းကြောင်းဖတ်ခဲ့ရဘူးပါတဲ့ဘိတ်တလို့မျိုးဦးက ပန်ထွားဘရင်မတီထားခဲ့တဲ့ရွှေရောင်တော်ဖရားမှာမကြာခဏအင်ဂျင်ပန်းတွေလာလူကြောင်းအင်ဂျင်နဲ့များပေးကြောင်းဖရားဆောင်တန်းကမုံရောင်းတဲ့ဦးလေးကြီးကရှင်းပြပါတယ်ရွှေရောင်တော်ဖရားပေါ်မှာနတ်နတ်အဟောင်းရှိပြီးဖရားပရဝံအနောက်တောင်ဖက်မှာနတ်နတ်အသစ်ရှိပါတယ်အင်ဂျင်ပန်းတွေဖရားပေါ်မှာမကြာခဏတွေ့ရကြောင်းရှင်းပြပါတယ် ပန်းထွာပီရင်မနဲ့ပေပင်တွေရဲ့ပတ်သက်မှုကပေါ်ဖေဖေပေပင်လေးတွေကမြေကြီးကနေကက်ပြီးအဖူးတွေတော့ထွက်ပါရဲ့အတိမတင်ပဲတေးသွားကြတာပဲတဲ့ဟိုပင်လေးလည်းဖူးလေးနဲ့ပဲဖေဖေပေပင်တွေကိုဘာလို့ကျိန်ခဲ့တာလဲဖေဖေရဲ့ဟိုကတ်တဖဖရားရှင်လက်ထက်မှာပေါ့တမီးရဲ့ပန်းထွာပီရင်မဖြစ်လာမဲ့အဲ့ဒီမိမငယ်ဟာကတ်တဖဖရားရှင်လက်ထက်ကလက်ရရန်ကိုတော့မြေကြီးကို အခုလိုအလုံးပူအိုက်တဲ့ကာလမှာ ပေရွက်ကိုရက်ထိုးပြီးလူတန်းခဲ့တဲ့စေတနာကံကြောင့်ဖြစ်လျာဘဝမှာမဆိုင်မပြိုးရပဲပေပင်တို့ခြံရံလျက်ကနတိနန်းနဲ့မင်းခန်းချင်းပါပြီးဘဝထိုးထိုးအလိုရှိတိုင်းပြည့်စုံစေတည်လို့မိန်ကြားခံခဲ့ရသူလေးဖြစ်တဲ့တမီးရေဒီတော့တမီးရေဒီတနိုးတောင်လွင်ကြီးဒေသတွေဟာအဲ့ဒီကာလတုန်းကပေပင်တွေဘလောက်ပေါများလိုက်မလဲဆိုတာခုခေတ်ပကန်းညောင်ဦး ကြောက်ပတောင်းနယ်ကထမ်းပင်တွေလူလူခုံကူးနိုင်တဲ့အဆင့်ဖြစ်ခဲ့မှာပေါ့ပေရွက်တွေနဲ့ပေစာတွေဟာတဒနာမှာတထောင်တနေရာကနေလွန်စွာမှအကျိုးပြုနိုင်ခဲ့တယ်။တို့တပောင်လို့ပန်ထွာတို့ခင်မှာပေရွက်ပေါ်မှာတင်စတင်နိုင်ခဲ့ကြတာမဟုတ်ဘူးတမီးရဲ့ရွှေပေလော်ဘော်ထိစာရေးနိုင်နေကြပါပြီ။ပန်ထွာဘရင်မလေးလဲရွှေခပတ်ရွှေကျိုးရွှေတရပူတွေဝစ်စင်ခဲ့မှာပေါ့နော်ဖေဘေး။ ဘရင်တွေတင်မကမူးမတ်တွေပါဝစ်စင်ခဲ့ကြတာမို့အနီးနားကရွာတွေမှာ ရွှေဆလွယ်ရွှေနှောင်းတွေရွှေဦးလေးတွေမကြာခဏတူဖို့ရရှိတဲ့သတင်းတွေကြားနေရတာပေါ်သမီးရဲ့ပန်ထွာမင်းသမီးကဘလူးအနွယ်မှုအရက်ရှိတဲ့သူ့ဝိညာဉ်ကိုမြင်ဘူးသူတွေပြောစကားအရအရက်ခွန်နှစ်ပေလောက်ရှိတယ်တဲ့မိမဖြစ်ပြီးအဲ့ဒီလောက်ရှိပါမလားဖေပေဘေတနိုးမျိုးဟောင်းရဲ့တူဖို့မှုတစ်ခုမှာအရက်ခွန်နှစ်ပေလောက်ရှိတဲ့ရှားပါမိမအယိုးစုတစ်ခုကို တူးဖော်မိခဲ့ကြတယ်။မြူးကြစီအကူညီနဲ့စမ်းသက်ကြည့်ရမှာနှစ်ပေါင်း2000နီးပါးရှိနေပြီလို့အဖြေပေးတယ်။မိတင်ထားတဲ့ဘယင်မအဆောက်အဦးကမိသွေးတွေကို အမေရိကန်နိုင်ငံသားမစ္စတာပီကောရဲ့အကူအညီနဲ့စမ်းသက်စစ်ဆေးရမှာလဲနှစ်ပေါင်း1800နဲ့2300ကြားခန့်မှန်းပေးတာကိုတုံးသက်ရင်ပြူပီရင်မကြီးရဲ့အယိုးစုများလားဆိုတာရယ်ဘယင်မရဲ့နန်းတော်အစ်စ်ပါလားဆိုတာရယ်တွေးပြီး လွမ်းမောစရာကြီးပေါ့တမီးရေပေပင်တွေကိုဘာလို့ကျိန်စာတိုက်ခဲ့တာလဲဖေဖေနောက်မှ လွမ်းပါအဲ့ဒါလေးအရင်ဖြေပါအောင်လွမ်းဖို့ပြင်နေစဲမှာပဲတမီးငယ်ရဲ့စိတ်မရှိတမ်းကြောင့်အတွေးတွေရက်ပြီးအတူချုပ်ဖြေလိုက်ရပါတယ်ဒီလိုတမီးရဲ့ပြီးတနိုးဇလန်ကတော့တမီးတို့တည်ပြီးသားပဲလေတရေခိတ္တရာဘရင်ဒုတ္တပေါင်ဟာညီမဝမ်းကွဲလေးမှုရောအတိတ်ကမိမတော်ခဲ့ဘူးရဲ့ပဋ္ဌာန်းဆက်ကြောင့်ကိုဘေးတနိုးဖရင်မှာ ပန်ထွာမင်းသမီးကိုအယံကိုချင့်မြတ်နိုးတော်မူတဲ့ပန်ထွာမင်းသမီးလေးကတော့ဒုတက်ပေါင်ဆိုတဲ့ဘရင်အကိုတော်ကိုအတန်ကြားတာနဲ့တင်ခါခါတီးတီးမုန်းနေတဲ့ဒါကလည်းသူ့ရဲ့အတိတ်ဘဝဖြစ်တဲ့ကိုယ်မလေးဘဝကဆူတောင်းကြောင်ခါခါတီးတီးမုန်းနေခဲ့ရတာပါဆုဆိုတာလွယ်လွယ်မတောင်းမိကြဘူးအရေးကြီးတယ်သမီးရေကိုယ်မလေးကဘလို့ဆူတောင်းခဲ့လို့ဒီဘဝမှာခါခါတီးတီးမုန်းရတာလေးပြောပြအောင်နော် ဒီလိုပါသမီးရဲ့ခုပဲပြောပြပါမယ်ဇလန်းတွေကိုဆက်ဆက်မိအောင်ပါ အချို့တွေကဇလန်းတစ်ခုချင်းစီတော့တိကြပါတယ်ဒါပေမဲ့ဇလန်းတစ်ပုတ်တည်းဆိုတာတော့မတိခဲကြတာများတယ်တို့တပောင်နဲ့ပန်ထွားတို့ဟာဒီဂေါတမဖရာလက်ထက်မှာပဲပြည်မျိုးရဲ့တစ်ဖက်ကန်းကဖိုးဦးတောင်မှာပွေးဖို့နဲ့ပွေးမအဖြစ်ချစ်ခင်စွာနေခဲ့ကြဘူးလေဖျားရှင်ဟာတရ3ခုနှစ်မှာဖိုးဦးတောင်ကိုကြွလာတယ် ဖះရှင်ကြွလာမှာကြိုတိနေကြတဲ့သူတို့မောင်နှမ်းဟာဂရီတစ်ခုထားခဲ့ကြတဲ့ဖះရှင်ကြွလာရင်ဘသူအရင် တွေ့တွေ့တယောက်ကိုတယောက်လာခေါ်ကြဖို့ပေါ့ဒါပေမဲ့ဖះရှင်တကယ်ကြွလာတဲ့အခါမှာတော့ပွေးဖို့ကအရင်ဖះကိုဖူးမြော်ရပြီးကွေးမလေးကအစာရှာလုံးနေလို့ရှာလို့မတွေ့ခဲ့ဘူးတဲ့တမီးရဲ့သူတကယ်ရှာတော့ပါလေကွေးမလေးပြန်ရောက်ချိန်မှာဖះရှင်ကိုမြေကျစ်ဆုပ်ပြီးလှူဒန်းခဲ့ကြအောင်တာဒူးခေါ်ဖို့ပြောပေမဲ့ရုံမာတယ်ရိုင်းနေ တကူကောင်းဆန်နဲ့ဆိုပြီးလုံးဝမကျေနပ်ဘူးပေါ့သူမလည်းအားကြမခံမြေချစ်စုပ်လေးကင်ပြီးဖះရှင်စီအမိလိုက်ဟောဟဲဆိုက်စွာနဲ့ဆူတောင်းနေပေါ့ဖြစ်လျာဘဝမှာဟောဒီပွေးဖို့နဲ့လုံးဝမတွေ့ဆုံရပါစေနဲ့အရှင်ဖះပေါ်ပွေးဖို့ကလည်းအားကြမခံပြန်ဆူတောင်းနေသူပြုသည်မကုသိုလ်ကံကြောင့်ပွေးမလေးနဲ့ဘဝဆက်တိုင်းပေါင်းစုံပေးရစေဖះပေါ်ဒီဆူတောင်းတွေကြောင့်ပဲချစ်သူမုန်းသူအခဲမကြည့်သူတွေဖြစ် လူဘဝမှာပြန်လဲဆုံးတွေ့ကြပေမဲ့တယောက်ကအချစ်ကြီးချစ်သူတယောက်ကအမုန်းကြီးမုန်းသူဖြစ်နေရတာပါသမီးရေထားပါတော့သမီးရေပေပင်တွေအကြောင်းဆက်ပြောပါမယ်ဒုဒ္ဒပေါင်းမင်းကဖုံးအာနာကြီးမှာတော့အနည်းမျိုးတွေကအခွန်ဆက်တရတယ်တန်ထွာဘရင်မကမဆက်တော့ဘူးအယံမုန်းလာရောရံပယ်ချောင်းကရေတကားတွေနဲ့တူတက်အင်အားကိုယုံကြည်တာရောပါမှာပေါ့အဲ့ဒီတော့ဒုဒ္ဒပေါင်းမင်းကလာတိုက်တယ်ပန်ထွာဘရင်မက ရန်သူတပ်တွေလာလာမြင်ရင်စီတီးတယ်စီတီးတော့ရေကြီးတယ်ပေါ့ရန်ပဲချောင်းကရေလုံးကြီးတွေဟာကြောက်မက်ဖွယ်ရအော်တန်ကြီးတွေပေးပြီးရန်သူတပ်တွေကိုဝါမျိုးသွားတယ်ဒုတပောင်တပ်တွေဟာတက်ပြက်ပြီးပြန်ပြေးရတယ်ရေတကားတွေဟာအတူလက်စီတော့ပေါ့တီမီနေချောင်းတိတဲ့အခါသာသနာပြုမင်းသမီးမှန်တိတဲ့အတွက်ဖုန်ကြီးအတူလွတ်ပြီးစီယုံလို့စီကြီးကိုဖောက်စေခဲ့တယ်တရေခစ်တရာတက်တွေချီလာချိန်မှာစီပေါက်ကြီးကိုကြီးလို့ပန်းထွားပေးရင်မဟာ အရှုံးကြီးရှုံးလို့မုံကြီးမုံခဲ့ရပြီလေထီကျိုးစီပေါက်မီးလောင်ဖြက်စီးခံရတဲ့မြို့ပြက်ကြီးကိုကြည့်ပြီးပန်ထွာရဲ့ရင်မှာဘလောက်နာကြီးမုံတီးလိုက်မလဲဆိုတာခံမနိုင်ပါတဲ့တမီးရဲ့ကြီးကျယ်ခမ်းနားတဲ့နန်းတော်ကြီးစီကိုပြောင်းရွှေ့ဆံမြန်းစီလိုတဲ့စေတနာမေတ္တာအပြည့်နဲ့ပင်ပန်းခက်ခဲစွာကြွားချီလာခဲ့ရတာပါအမတော်ဆိုပြီးလက်ကမ်းပေမဲ့အန်ကျိတ်လို့သာလိုက်ပါသွားခဲ့ရပါတယ်စီတီလို့ရေကြီးတယ်ဆိုတာကလက်တွေကလုတ်ပေးတာမဟုတ်ပါဘူးတမီးရဲ့ ခုခေတ်သဘောပြောရရင်တယ်လီဖုန်းပေါ်ပင်မစီတော်ကြီးကိုတီးခတ်လိုက်ချိန်မှာစီတန်ကြားနိုင်မဲ့အကွာဝေးဆက်ဆက်မှာရှိတဲ့ရေတကားတွေအဆက်ဆက်ကကြားပြီးရေတကားတွေဖွင့်ချနိုင်ခဲ့တာပါရေတကားတိုင်းမှာစီတော်တွေတက်ထားလို့စီတန်ကြားနိုင်မဲ့အကွာဝေးတိုင်းမှာ စီတန်ကြားတာနဲ့ရေတကားဖွင့်နောက်တကားတစ်ခုကြားအောင် စီဆက်တီးနဲ့အချက်ပေးခဲ့ကြတာပါမျက်စိထဲမြင်နေမှုလားတမီးရဲ့အဲ့ဒီခေတ်တယ်လီဖုန်းပေါ် တော်လိုက်တာအဲ့ဒီခေတ်ကတည်းကစေရီကိုတိုးလောင်ထင်းသိမ်းအုံချတက်ခဲ့တာပေါ့နော်ဖေဖေမန်နယ်သမီးဖေဖေပေးချင်တဲ့မဆီကအဲ့ဒါပါသမီးရဲ့ဒေါသရီနဲ့အခဲမကြေတဲ့မင်းသမီးဟာမင်းကြီးကိုလှုပ်ချံမှုပဲအမြဲစူးစမ်းနေခဲ့တယ်အခွင့်အာချိန်မှာ မတန်ရှင်းတဲ့တပတ်ကိုစက်ကပ်ပြီးဖုံးတကိုးကြဆင်းအောင်လုပ်ခဲ့တယ်ဒါပေမဲ့အတိတ်ဘဝကစလို့ခုချိန်ထိချစ်ခဲ့ရသူပြီးပြီးစိတ်မနာပဲဆက်ချစ်နေခဲ့တယ် တတိယမျက်လုံးခေါ်တဲ့မက်ရှင်တော့ကွယ်ပြီးဖုံးကန်လဲနှိမ့်ကြသွားခဲ့တယ်ပဝင်းကျင်မျိုးတွေကအခုမဆက်ကြတော့ဘူးဘရင်ကြီးကိုယ်တိုင်လည်းအခုမဆက်တတ်တဲ့မျိုးတွေကိုလှဲ့လေရင်တသိမ့်မြေဝမှာဖောင်းတော်မောက်ပြီးနှက်ရွာဆန်ခဲ့ရတယ်တမီးရီတနေ့ပေါ်ချုပ်ပြီးပြောရရင်ဘရင်ကြီးတောက်မဲ့ဖြော်ရည်ထဲမှာအစိတ်ခတ်ထားတာကိုမင်းကြီးတီးသွားပြီးနှမတော့အရင်တောက်ပြပါလို့တောင်းဆိုတဲ့ တန်ထွာရဲ့နောက်ဆုံးအချိန်ရောက်သွားခဲ့ပြီသမီးရေသူတရားတော့မယ်ဆိုတာသိသွားပြီးအစိတ်ခွက်ကင်ပြီးဆူတောင်းပြီပေါ့အဲ့ဒီကာလမတိုင်ခင်တုန်းကပန်ထွာမင်းသမီးရဲ့ဘီတနူးမျိုးကပေပင်တွေကိုပေစာအတွက်ရောသာသနာအတွက်ပါဒုဒ္ဒပေါင်းမင်းကြီးကအတုံးချနေခဲ့တာကိုပန်ထွာကမကျေနပ်ဘူးသမီးရဲ့ဘီတနူးဟာတရေခိတရာရဲ့စာအုပ်ဆက်ယုံကြီးပေါ့တားဆီးလို့မတက်တာလို့သာရင်နာနာနဲ့သူ့ပေပင်တော်အုပ်ကြီးကိုအတုံးချခံခဲ့ရတာပါဘီတီးတွေနဲ့ပတီးတွေ နှထောင်းတွေဆွဲကြိုးတွေလုံနေတာကိုရင်နနာနဲ့ကြည့်နေခဲ့ရတာပါ ပေပင်ဟာတာတနာရဲ့အသက်တာတနာရဲ့ပုံရိပ်နမိတ်အပင်ဖြစ်အဲ့ဒီအချိန်ကရွှေနဲ့ထတ်တူတမိုးထားခဲ့ကြတာပါတောင်တွင်းကြီးမှာပေပင်လေးပင်တပြိုင်တည်းပေါက်လာတာကို ပေလေးပင် ရှင်လေးပါပေါ်လိမ့်မယ်လို့အတိတ်နမိတ်ောက်ခဲ့ကြတာဖတ်ဖူးတယ်မူလာသမီးရဲ့သူမဖုံးကန်ကြောင့်ပေါ်ပေါက်လာတဲ့ပေပင်တွေနဲ့ပေသီးတွေကိုသူမအလုံးမုံတီးတဲ့ဘရင်ကအစင်သစ်တုံးဆွဲနေတာကို ူမမကြည်နဲ့ဘူးတပည့်တော်မှသည်တို့တပောင်ဘရင်အားဒီဘဝမှာဖြင့်မတတ်နိုင်တော့ပြီးနောင်ဘဝအဆက်ဆက်လက်စားချေခွင့်ရရှိရပါလို၏ဖေယားကျွန်တော်မျိုးမဤကိုးပွားများဖြစ်ကြသောပေပင်များအလုံးသည်လည်းကျွန်တော်မျိုးမလူပြန်ဖြစ်ချေရောက်မှသာအပင်များကြီးပါစေအတိများလည်းတီးပါစေတတိလို့ဖေယားရှိမှဆုတောင်းလေသူရဲ့မျိုးဘက်ကိုလက်ညှိုးထိုးလို့မမပါပါနဲ့ငါလာမသည်ငါလာမကြီးလို့အော်ဟစ်ဆုတောင်းလေ အဲ့ဒီနောက်အစိတ်ရေခွက်ကိုတောက်ပြီးသူချစ်တဲ့ဘီတနိုးမျိုးလေးကိုခွဲခွာသွားလိုက်တာဒီနေ့အထိပါပဲပေပင်တွေမကြီးသေးတယ်လို့သူလဲလူဘဝကိုပြန်ရောက်မလာသေးဘူးပေါ့သမီးရဲ့အမုန်းဆိုတာမကောင်းပါဘူးသမီးရဲ့ကို့အတွက်ရောတပားသူအတွက်ပါပူလောင်ကြရပါတယ်ဆူတောင်းဆိုတာကလည်းလွဲမရင်ကြောက်เสียကြီးမှုလွယ်လွယ်ဆူတောင်းတာတွေမလုံးမိပါစေနဲ့သမီးရဲ့စေတနာမဆိုတာလည်းရှိတတ်တာမှုအဆုံးစွန်မတိုင်ခင်ထိစိတ်ရှည်တည်ခံကြရမယ် အထင်လွဲမှားမှုတွေနဲ့တိဆောက်ခဲ့ကြတဲ့သူတို့နှစ်ဦးရဲ့ဘဝဟာကြည်နူးပျော်ရွှင်စွာစက်သိမ်းကြလေတည်လို့ဏိဂုံးချုပ်တင့်ပေမဲ့လည်းဆူတောင်းမခဲ့ကြလို့ဏိဂုံးမလှဖြစ်ခဲ့ကြရတာဗာသမီးရေကျွန်တော်တို့ဘေတနုမျိုးဟောင်းကြီးကထွက်လာတော့ညနေမောင်ရီဖြစ်နေပါပြီ။ မုတ်ဦးကြီးထွက်မှလွတ်ဆွတ်စွာနဲ့နောက်လက်ကြည့်လိုက်မိတဲ့ဝိယုံဖြူနဲ့ပန်ထွာမင်းသမီးလေးကကျွန်တော်တို့ကိုမျက်နှာငယ်လေးနဲ့ထွက်ပြီးနှုတ်ဆက်နေတဲ့အောင်လေးအစ်မဝိယုံဖြူလေးနဲ့ဆန်စလေးတွေကတလွန်းလွန်းနေခဲ့ပေအောင်တော့ပေးတလို့ရေဒါကတော့ဦးဝင်းစောဦးရေးသားတင်ပြထားတဲ့မချွတ်လွတ်သေးတဲ့ဘေတနိုးပြည်မှာပန်ထွာရဲ့အမုန်းကျိန်စာအကြောင်းလွမ်းမောဖွယ်ရာဘဟုတုတ္တဆက်ကြောင်းများပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဘေတနိုးပြည်မှာနဲ့ပတ်သက်တဲ့နောက်ဆက်တွဲဘဟုတုတ္တအချို့ကို တင်ပြပေးပါဦးမယ်။ဒုတပေါင်းမင်းကြီးဟာအခုမျက်မှောက်ခင်မှာလူဘဝကိုတဖန်ပြန်လဲရောက်ရှိပြီးတန်ဝေကတရားရလို့ယဟန်ပြုကတန်တရားကလွတ်မြောက်သွားပြီးတရားထူးရသွားပြီးဖြစ်ပါတယ်။ဒုတပောင်မင်းကြီးဘဝမှာကံကုန်ပြီးယခုလူဘဝကိုရောက်နေသူကတော့လူအမျိုးကိုကြောအောင်ဖြစ်ပြီး ယဟန်ဘွဲ့တော်ကဥရောပသားဖြစ်ပါတယ်။တာစီမျိုးအနီးကရွှေချောင်းကုန်းတောင်မှာတည်င်းသုံးပါတယ်။ဒီအကြောင်းကိုမဟာဗောဓိမြိုင်ဆရာတော်ကြီးကမိန့်ကြားခဲ့ခြင်းဖြစ်ပါတယ်။မဟာဗောဓိမြိုင်ဆရာတော်ကြီးဆိုတာကလည်းတချင်းတွေရေးဆက်သည်ဆိုကြတဲ့ဘေတနိုးဘီယမကြီးရဲ့ကိုရံတော်တတ်မှုလေးဘဝကနေလူဘဝကိုပြန်လည်ရောက်ရှိခဲ့ခြင်းပဲဖြစ်ပါတယ်။နောက်တစ်ခါတဲဖြူဆရာတော်ကြီးကလည်းပန်ထွာဘယင်မရဲ့ဂျေဇုရှင်ရတ္တိကြီးဘဝကနေ လူဘဝကိုပြန်လည်ရောက်ရှိခဲ့ခြင်းပဲဖြစ်ပါတယ်။အဲ့ဒီတော့ဘီတနိုးဘီယင်မပန်ထွာဟာဘယ်ဘဝကိုရောက်နေတလဲဆိုတာကျွန်တော်လေ့လာခဲ့တဲ့ဗုဒ္ဓရဲ့တရားတော်များနဲ့လောကီပညာဗဟုသုတများကိုအခြေခံပြီးလေ့လာ သုံးသပ်ကြည့်ပါမယ်။ပန်ထွာဘီယင်မရဲ့ဘဝအဆုံးသက်ကိုလေ့လာကြည့်တော့မူကွဲ၃မျိုးတွေ့ရပါတယ်။မူကွဲတစ်မျိုးကဒွတ်တပေါင်းမင်းကအစိမ့်မန်းတိလို့ပန်ထွာဘရင်မကူတောက်ခိုင်းပြီးတန်ကုန်သွားတယ်ဆိုတာဖြစ်ပါတယ် နောက်မူကွဲတစ်မျိုးကဒုတ်တပောင်မင်းရဲ့တခြားမိဖုရားတွေကပန်ထွာဘီရင်မောက်ကိုမနာလိုလို့အစိတ်ခက်လုတ်ကြံခံရတာဖြစ်ပါတယ်။နောက်ဆုံးမူကွဲတစ်မျိုးကတော့ပန်ထွာဘီရင်မဟာစစ်ရှုံးလို့ဒုတ်တပောင်မင်းစီရောက်ပြီးမှမဟာမြိုင်တော်စီကိုထွက်ပြေးလွတ်မြောက်သွားပြီးအဲ့ဒီမှာပဲကံတော်ကုံသွားတယ်ဆိုတာဖြစ်ပါတယ်။ဘယ်ဟာအမှန်လဲဆိုတာပြောရခက်ပေမဲ့လက်ရှိဖြစ်စဉ်တွေအရ ဗေဒနုဘီရင်မှာပန်ထွားရဲ့အရေးရောင်ကိုဗေဒနုမျိုးဟောင်းမှာလည်းတွေးကြရတယ်။မဟာမြိုင်တော်ကြီးထဲမှာတကိုးကြီးတဲ့တောဆောင်နဲ့ဖြစ်နေတယ်လို့လည်းမဟာဗောဓိမြိုင်ဆရာတော်ကြီးကမိန့်ကြားခဲ့ပါတယ်။မချွတ်မလွတ်တဲ့တရေတစေပြိတာဘဝကိုရောက်နေတာမဟုတ်ပါဘူး။ဗေဒနုဘီရင်မှာပန်ထွားကနေတောဆောင်နဲ့ဖြစ်လာပြီးတဲဖြူဆရာတော်ကြီးထံကို တွားရောက်အကူအညီတောင်းလို့မဟာမြိုင်တော်ကြီးရဲ့အလဲလဲတဲ့မှာဇေဒီတဆူလဲခဲ့ပါတယ်။ဘွဲတော်ကလေးကျွန်းရံအောင်ဇေဒီတော်ကြီးဖြစ်ပါတယ်။အဲ့ဒီဖေယောကိုဒေသနိုးဖရင်မပန်ထွာကအဓိကမှတ်တည်လူဒန်းခဲ့ပြီးသူ့ရဲ့အနွယ်တော်ပဋ္ဌာန်းဆက်တွေကလာရောက်လူဒန်းခဲ့ခြင်းဖြစ်ပါတယ်။ဒီဖျားကိုတဲရတဲ့ရည်ရွယ်ချက်ကဘယင်မပန်ထွာကနေကံကုန်ပြီးတောဆောင်လက်ဖြစ်လာတဲ့နတ်သမီးဟာလူဘဝကိုပြန်လာပြီး နိဗ္ဗာန်ရောက်ကြောင်းတရားကိုအားထုတ်ခြင်းလိုပဲဖြစ်ပါတယ်။မဟာဗောဓိမြိုင်ဆရာတော်ကြီးမဟာမြိုင်တော်တဲ့၌တရားအားထုတ်နေစဉ်ကာလမှာနေ့စဉ်နေ့တိုင်းဘုရင်မပန်ထွာကနေကံကုန်ပြီးတောဆောင်လက်ဖြစ်လာတဲ့နတ်သမီးကိုတရားဟောခဲ့လို့ဘုရင်မပန်ထွာဟာအရင်လိုလက်စားချီလိုစိတ်ပြင်းပြသူတူမဟုတ်တော့ဘူးလို့လည်းမဟာဗောဓိမြိုင်ဆရာတော်ကြီးကမိန့်ကြပါတယ်။ဘုရင်မပန်ထွာလက်စားချီရမယ်ဒုတ်တပေါင်းမင်းကြီးကလည်းတရားထူးရသွားပြီဆိုတော့ လက်စားချေဖို့လည်းမလိုတော့ပါဘူးလေးကျွန်းရံအောင်စေတီတော်ကြီးကိုထီးတော်တင်ပြီးခဲ့ဒီမှာငါးနှစ်ခန့်ရှိပြီဖြစ်လို့ယခုဆိုလျင်ပေတနိုးပြင်မှာပန်ထွာလဲသူမအလိုရှိတဲ့လူဘဝကိုပြန်လဲရောက်ရှိနေလောက်ပြီလို့ယူဆသူများလည်းရှိပါတယ်ပေတနိုးပြင်မှာပန်ထွာလူလောကကိုပြန်လဲရောက်ရှိနေပြီလားဆိုတာစိတ်ဝင်စားတဲ့မိတ်ဆွေများအနေနဲ့ဆက်လက်လေ့လာကြဖို့တင်ပြရင်ဤကုန်းချုပ်ပါတယ် နောင်လဲဘ ഹു တုတမျိုးစုံကို တင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါဦးအစ်စ်တင်တိုင်းသိရအောင်ဘေးနာက ခေါင်းလောင်းလေးကိုနှိပ်ပြီးအော်ကိုလည်းနှိပ်ပေးထားပါဦးကျွန်တော်တို့ရဲ့ video လေးကိုကြိုက်နှစ်သက်ရင် like လေးပေးမိတ်ဆွေများကိုလည်းမျှဝေပေးပြီးမေးမြန်းလိုသည်များအကြံပြုလိုသည်များလည်း comment မှာရေးပေးသွားပါဦးနော်ကျေးဇူးတင်ပါတယ် အားလုံးကိုယ်စိတ်နှစ်ဖြာစမ်းမချမ်းသာကက်ကြီးသုံးပါကျော်လွှားနိုင်ကြပါစေ။